်မာနွေဦးခရိုနီကယ်နိုဝင်ဘာ28မြင်ကွင်းကင်တွေရခက်ခဲလာတဲ့ကြားဖြန့်ပြဿနာကြားဖြန့်လို့ခေါ်တဲ့ online ဝင်လင်းလဲတဲ့ရာဇဝတ်ကိုင်းတွေရဲ့ပြဿနာအကြောင်းရင်းခံအချက်တွေကတစ်ချက်မက ရှိသလိုပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းတွေကတစ်ဖွဲ့မကတဲ့အချက်ကကြားဖြန့်ပြဿနာကိုကင်တွေဖြေရှင်းရမှာပုံမှန်ရှုပ်ထွေးခက်ခဲစေတဲ့အဓိကချက်လဲဖြစ်နေတာကိုတွေ့မြင်ကြရတာဖြစ်ပါတယ်ကြားဖြန့်ကိုင်းတွေကတရားဥပဒေစိုးမိုးမှုမရှိတဲ့နေရာဒေသတွေနဲ့လက်နက်ကိုင်ဖွဲ့စည်းတွေထိန်းချုပ်ထားတဲ့နေမြေလိုမျိုးမှာ အဲ့ဒီနယ်မြေကိုထိန်းချုပ်ထားတဲ့လက်နက်ကိုင်ဖွဲ့စည်းကိုငွေကြေးအကျိုးမြတ်ပေးပြီးတရားမဝင်တဲ့ငွေကြေးလိမ်လည်တဲ့လုပ်ငန်းလုပ်ရင်ဒီလုပ်ငန်းမှာခိုင်းစေခံရသူတွေကိုနှိပ်စက်ညှဉ်းပန်းတာ၎င်းတို့ပိုင်းနဲ့ကျေးကျွန်တွေတဲ့ဖွဲ့ချားငွေလင်ကိုင်းတွေစီရောင်းစားတဲ့အထိရာဇဝမှုတွေကိုကျူးလွန်ကြတာဖြစ်ပါတယ်။ကိုခန္ဓာစိတ်ပိုင်းထုတ်ယူပြီးရောင်းစားတဲ့ရာဇဝမှုတွေအထိကျူးလွန်ကြတယ်ဆိုတဲ့ပြောဆိုမှုတွေရှိပေမဲ့အဲ့ဒီလို ကိုခန္ဓာစိတ်ပိုင်းထုတ်ယူရောင်းစားတဲ့လုပ်ငန်းတွေလုပ်ကိုင်နိုင်လောက်တဲ့ဆေးရုံနောက်ခံပစ္စည်းကျွမ်းကျင်သူတွေတော့တတ်တည်အထောက်ထားသိမ့်မတွေ့ရပါဘူးခုလုံငွေလိန်နဲ့ပင်မရာဇွေမှုနဲ့ခြားဆက်နေတဲ့ရာဇွေမှုတွေကိုလှုံ့ဆော်နိုင်ဖို့လက်နက်ကင်ဖွဲ့စည်းတွေရဲ့အကာအကွယ်လိုအပ်တာဖြစ်ပါတယ်ကာကွယ်ပေးတဲ့လက်နက်ကင်ဖွဲ့စည်းတွေအနေနဲ့၎င်းတို့ကာကွယ်ပေးထားတဲ့ကြားပြန့်ခိုင်းတွေအနေနဲ့ငွေလိန်လဲတဲ့ရာဇွေမှုကျူးလွန်နေတာကိုလုံးဝမသိရှိကြတာတော့မဟုတ်ပါဘူးကာစီနိုလောင်းကစားလုပ်ငန်းကိုအကာအကွယ်ပေးတဲ့နာမည်အောက်မှာကာကွယ်ပေးထားကြတာလည်းဖြစ်ပါတယ် မြန်မာနိုင်ငံတရုတ်နိုင်ငံနယ်စပ်ကတိုင်းသာလက်နက်ကိုင်ဒေသခင်ပြည်နယ်နဲ့မွန်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တွေကကြားဖြတ်ခိုင်းနေအတွက်လိုအပ်ချက်တွေနဲ့ပြည်စုံတဲ့နေရာဒေသတွေဖြစ်လာခဲ့ပြီးနေ့အနေငယ်တွင်ကြီးထွားကျယ်ပြန့်လာကြတာဖြစ်ပါတယ်။ရှမ်းမြောက်ဒေသရဲ့ကြားဖြတ်ခိုင်းတွေကို2023ခုနှစ်နောက်ပိုင်းတိတုံညာနှစ်ခုစစ်စင်ရဲ့နယ်မြေသိမ်းစစ်ပွဲတွေတွင်နှိမ်နှင်းခဲ့ပြီးတဲ့နောက်ရှမ်းမြောက်ဒေသမှာကြားဖြတ်ခိုင်းတွေတည်သားစွာပြောက်ကွယ်ခဲ့တဲ့နောက်ထိုင်းမြန်မာနယ်စပ်ကကြားဖြတ်ခိုင်းတွေရဲ့ဗဟုသုတဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ ဒီဒေသတွေမှာပြည်တွင်းစစ်ဖြစ်ပွားနေပေမဲ့လည်းစစ်ပွဲတွေရဲ့တရားမှုကိုကွက်ပြီးမခံရတာကဂျာဗက်ကိုင်းတွေလက်ပတ်လုကင်နေတဲ့ဒေသတွေဖြစ်ပါတယ်၂၀20ခုနှစ်နောက်ပိုင်းကင်းပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပေမဲ့လည်းရွှေကုတ်ကိုကြောက်ခက် KK Park ဖျားသုံးစုတို့ကဂျာဗက်ကိုင်းတွေကဆက်လက်လုကင်ကကြီးထွားလာနေကြတာပဲဖြစ်ပါတယ်ဒီဒေတာတွေကိုလက်နက်ကင်အဖွဲ့တစ်ဖွဲ့တည်းကတာဝန်ခံရတာမျိုးမဟုတ်ပဲတဖွဲ့မကထိန်ချုပ်ထားပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေကချပြန်လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာတွေပေါ် တရားမှုမရှိအောင်ကာဝေးပေးထားကြတာလက်ရှောင်နေခဲ့ကြတာဖြစ်ပါတယ်။ဈာဖြန့်ခိုင်းတွေကနေရတဲ့ငွေကြေးကပြည်တွင်းစစ်အတွက်လိုအပ်တဲ့ငွေကြေးကိုတိုင်းဒါတစ်ခုထိထောက်ပံ့ဖြစ်စေခဲ့တာကြောင့်လို့ကောက်ချက်ချရင်မှားမယ်မထင်ပါဘူး။အခုတော့ဈာဖြန့်ခိုင်းတွေကိုနှိမ်နင်းမှဖြစ်မယ်ဆိုတဲ့အနေအထားကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ပါဝင်ပတ်သက်နေတဲ့လက်နက်ကိုင်ဖွဲ့စည်းတွေအာနာရှင်စစ်တပ်အင်းဒီချင်းထိုင်းနိုင်ငံကအချို့သောရဲနဲ့လူမှုကြီးကြပ်ရေးအစိုးရတာဝန်ရှိသူတွေအထိပတ်သက်မှုတွေပါထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကအာဏာသိမ်းစစ်တပ်အနေနဲ့လည်း၎င်းရဲ့အမိန့်ပေးမှုအောက်မှာမြန်မာနေနှစ်ဆန်းကာလအထိရှိခဲ့တဲ့စောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့ရဲ့အဓိကပါဝင်ပတ်သက်နေတာတွေအတွက်တာဝန်ခံရမယ့်အနေအထားဖြစ်ပါတယ်။ဒီကြားဖြန့်ပြဿနာကိုဖြေထုတ်ကြရမှာမြန်မာစစ်တပ်ထိုင်းအာဏာပိုင်နဲ့ထိုင်းနယ်စပ်ဒေသမှာလှုပ်ရှားနေတဲ့လက်နက်ကိုင်အဖွဲ့တွေကြောင့်ပူးပေါင်းလုံဆောင်နိုင်တဲ့ဖြူဟာမရှိသလိုလက်တွေ့လုံဆောင်မှုအပိုင်းမှာလည်းတည်တာထင်ရှားတဲ့ပူးပေါင်းမှုရှိမနေကြပါဘူး။ပူးပေါင်းမှုအစားတစ်ဖွဲ့နဲ့တစ်ဖွဲ့အပြစ်တင်ကြတဲ့အနေအထားမျိုး blame game တွေကိုသာပုံမို့တွေ့ရှိနေရတာပါ။မကြသေးတဲ့သတင်းပတ်တွေမှာအနာသိစစ်တပ်က KNU နဲ့မြင်ကားစာချုပ်ချုပ်ခဲ့တဲ့ KK Park ကိုပထမဆုံးဝင်ရောက်စီးနင်းခဲ့ပြီးမြောက်ရီနယ်ကကြားဖြတ်နေနေကိုစတင်လိုက်တာဖြစ်ပါတယ်။အစာအုပ်တွေဖျက်ဆီးတာ၊ကြားဖြတ်လုပ်ငန်းကတင်ဆက်ရမိတဲ့ကွန်ပျူတာဖုန်းတွေဖျက်ဆီးပြတာတွေလုပ်ခဲ့တာတွေ့ရပြီးဒီလုပ်ငန်းတွေမှာလုပ်ကိုင်သူတွေကိုမြောက်ရီနယ်ထိုင်းနိုင်ငံဘက်ခြမ်းတွေကိုထွက်ခွာဖို့နှင်ထုတ်ခဲ့တာတွေ့ရပါတယ်။ဒီမနေ့ကအနာသိစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက သတင်းမီဒီယာကိုပြောဆိုရမှာတော့ KNU နဲ့ KKO DKBA လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ရဲ့ပါဝင်ပတ်သက်မှုအသားပေးဖော်ပြသွားတာတွေ့ရပါတယ်။အာနာသိစစ်တပ်အနေနဲ့ကြားပြန်ကိုင်းတွေနှိမ့်နေရေကိုကဘာကအာယုံဆိုင်နေချိန်မှာအခွင့်အရေးကိုတုံ့ချပြီး KK ပတ်ခငားရဲမှုပေါ်ခြေခံပြီး KNU ကိုနိုင်ငံရေးထိုးနှက်ဖို့လှုံ့ဆော်လာတာထင်ရှားပါတယ်။ဒီဝါရဖြန့်ပြောဆိုချက်မှာ BJ အဖွဲ့နဲ့ပတ်သက်လို့မသိမသာမှေးမိန်ထားတာလည်းတွေ့ရမှာဖြစ်ပါတယ်။ ညရီမြို့နယ်တွေကကြားပြန်လုပ်ငန်းတွေမှာအစိုးဆုံးပါဝင်ပတ်သက်တာ BGF Planet ကိုင်အဖွဲ့ဖြစ်ပါတယ်။ကျိုးမြအများဆုံးခန်းစားနေတာလည်း BGF ဖြစ်ပါတယ်။ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဆောချစ်သူအနေနဲ့ကြားပြန်လုပ်ငန်းကရရှိတဲ့အကျိုးမြတ်တွေကိုမြန်မာစစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းကဘယ်လိုခွဲဝေပေးသလဲသို့မဟုတ်လက်ထိုးခဲ့သလဲဆိုတဲ့အထောက်အထားတွေမဖော်ထုတ်နိုင်ကြသေးတဲ့အနေအထားကြောင့်သာစစ်တပ်ဟာကြားပြန်ရာဇဝတ်မှုတွေကနေငွေချေးရတိုက်ရိုက်ခန်းစားခွင့်ရှိခဲ့တယ်ဆိုတာကိုသက်သေမပြနိုင်သေးတဲ့သဘောဖြစ်ပါတယ်။ နိုင်ငံရေးအကျိုးမြတ်ရှိနေတာကိုတော့ငင်းပွားစရာမရှိပါဘူး။တစ်ဖက်မှာလည်း KNU အနေနဲ့ခြားသောကရင်လက်နက်ကိုင်ဖွဲ့တွေနဲ့လက်နက်ကိုင်ပြပခမဖြစ်ရမှုကိုအခြေခံပြီးနေဆက်ဒေတာကခြားဖက်လုပ်ငန်းလုပ်ကိုင်နေတဲ့ဒေတာတွေနဲ့ပတ်သက်လို့ဝေဖန်ပြောဆိုတာမလုပ်ခဲ့ပါဘူး။ကြားသေးတဲ့ရပ်ပိုင်းကတော့မင်းလက်ပန်ချေးရွာကဒီကပီကာကွယ်ပေးထားတဲ့ခြားဖက်ဝင်းကိုဝင်စီးခဲ့ရာကခြားဖက်နေနေမှာပါဝင်လာခဲ့ပြီလို့ဆိုနိုင်ပါတယ်။ဒီလိုပါဝင်လာခဲ့ရမှာခြားဖက်လုပ်ငန်းကနေ ထွက်ခွာလူစုခွဲကြတဲ့သူတွေကိုဘယ်လိုစီမံခန့်ခွဲမလဲစစ်ဆေးမင်းမြန်ပြီးပြန်လည်လွှဲပြောင်းရေးလုပ်ငန်းတွေကိုလုပ်ကိုင်နိုင်တဲ့လူအင်အားငွေကြေးလုပ်ပိုင်ခွင့်စတဲ့အခက်အခဲစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့လာနေရပြီလည်းဖြစ်ပါတယ်။ခုရက်အတွင်းမင်းလက်ပန်ချေရွာကကြားဖြန့်ခိုင်းတွေကိုရှင်းလင်းမှကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဝိုင်းဝန်းဖြေရှင်းမှုထိုင်းနိုင်ငံနဲ့နိုင်ငံတကာအစိုးရတွေကို KNU ကမြစ်တာရက်ခံထားပါတယ်။ထိုင်းနိုင်ငံနဲ့နိုင်ငံတကာတန်ယုံတွေကဘယ်လိုတုံ့ပြန်မလဲ KNU အနေနဲ့ဂျာဖြစ်နေနေမှာရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုဘယ်လိုကြောဖြတ်မလဲဆိုတာက ရေးတကြီးစောင့်ကြည့်ရမယ့်အရာတစ်ခုဖြစ်လာနေတာလည်းဖြစ်ပါတယ်ရှင်။ န်းလှုပ်ခတ်နေတဲ့ဟောင်ဝမ်မျိုးကြီးဟာစေစုနှစ်တွေအတွင်းလူအသေးပြောက်အများဆုံးမိလောင်မှုကြီးဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာအခုတော့တိတ်ဆိတ်သွားပြီးဝမ်းနည်းပူဆွေးနေရတဲ့မျိုးကြီးဖြစ်လို့နေပါတယ်။မိလောင်မှုတွင်လူ120ကျော်အသက်ဆုံးရှုံးခဲ့ရပြီးလူများပြားပျောက်ဆုံးနေစေနေရမှာမြို့ကန်တွေပန်းစည်းတွေချခဲ့ကြပါတယ်။မောင်ကြီးကခေချလူတွေရဲ့အမားဆုံးဖြတ်ချက်အမားလောဘသမားတွေကြောင့်လူ120ကျော်အသက်ဆုံးရှုံးခဲ့ရတာပါ။ကြောက်ဖို့မျက်ရည်လည်းမရှိတော့ဘူး။ ဟောင်ကောင်ဆိုးရရုံမှာအလံကိုထပ်ဝက်လွှင့်တင်ထားပြီးတာဝန်ရှိရာရှိတွေနဲ့ဆွေးရဝန်ထမ်းတွေကဝန်ထမ်းချင်း10မိနစ်ညှိနှိုင်းခဲ့ကြပါတယ်။ဗိုလ်ဒူးနေနေလေပိုင်းကမီးစတင်လောင်ကျွမ်းခဲ့ပြီး32ထက်ရှိအဆောက်အဦရှစ်လုံးထဲကခုနှစ်လုံးကိုမီးအလင်းမြန်ကူးဆက်လောင်ကျွမ်းခဲ့ပါတယ်။အထက်မြင့်အဆောက်အဦတွေမှာဝါညံတွေဇာစိမ့်တွေကာရံပြီးပြုပြင်ထင်းသိမ်းလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အချိန်မှာဖြစ်ပွားခဲ့တာပါ။ ဂဲဆဲရှာပွေဝင်နှန်းတွေကအသက်ရှင်ကျန်ရည်သူတွေကိုနောက်တရထထိုးပြီးရှာပွေနေကြပြီးဒေသငယ်ပြည်သူတွေစုပြီးအိုးအိမ်တွေဖြစ်သွားသူတွေကိုကူညီထောက်ပံ့ရေးလုပ်ငန်းတွေကိုစတင်ခဲ့ကြပါတယ် Handle for the mask store ကျွန်မကအများကထောက်ပံ့ကူညီထားတဲ့ပစ္စည်းတွေကိုကင်ထွက်ပေးနေတာမျိုးသမီးတကူရဲ့တန်ရှင်းပစ္စည်းတွေကိုသူတို့ဘက်ကလုပ်ပေးနေပြီးကျွန်မတို့ကတော့စားစရာနဲ့တခြားလိုအပ်တာတွေအတွက်စီစဉ်ပေးနေပါတယ်၄၀သုံးပစ္စည်းဆိုတာထက်သူတို့တကယ်လိုအပ်နေတဲ့ပစ္စည်းတွေကိုကျမတို့ကထောက်ပံ့ပေးနေတာပါ အောင်ကလူလူတရလုံးရဲ့အားပေးထောက်ပံ့မှုပါတည်ဆုံးသူဦးရေထပ်တိုးလာနိုင်ခြင်းရှိတယ်လို့ခန့်မှန်းထားဆဲဖြစ်ပြီးမိမိသိမ့်ပြည်သူများရှောင်ဖွေမှတ်ပုံတင်အဖွဲ့ကလည်းမီးလောင်ကျွမ်းပျက်စီးသွားတဲ့ဆောင်းအုံတွေကိုဝင်ရောက်ပြီးအလောင်းတွေကိုထပ်မံဆေးရုံနိုင်ပြီဖြစ်ပါတယ်လူ9000နီးပါးနေထိုင်တဲ့ဒီအထက်မြင့်ဆောင်းအုံများမှာတက်ထားတဲ့မိသက်ချက်ပေးစနစ်တွေဟာစနစ်တကျအလုံးမလုတ်ခဲ့ဘူးလို့အာဏာပိုင်များကပြောပါတယ်ဒါတွေကြောင့်နောက်ထပ်လူ12ဦးကိုလည်းအချင်းပြတ်ချစားမှုတန်တရားနဲ့ဖမ်းဆီးခံရရပါပြီ။ ဘေးကင်းလုံခြုံမှုမရှိတဲ့ပစ္စည်းတွေသုံးစွဲမှုတွေအတွက်ပါစုံစမ်းစစ်ဆေးနေပါတယ်ခင်ဗျာဟဲ့ရမျိုးအမှတ်၈ရက်ကွက်မှာတော့လူတော်များများဟာ ကြောက်လန့်မှုနေရာမှာမယုံနိုင်လောက်အောင်အံ့ဩတုံ့လုံမှုတွေအစားထိုးဝင်ရောက်ခဲ့ပါတယ်။ဒီရက်ကွက်ဟာထိုင်းနိုင်ငံတောင်ပိုင်းကလက်တလုံးရေပိတံကိုအစိုးရဆုံးခန်းဆားခဲ့တဲ့နေရာတစ်ခုဖြစ်ပေမဲ့ကူညီကယ်ဆယ်ရေးတွေမရောက်လာသေးပါဘူး။စစ်တပ်ကားစီအစားတောက်လာဝေးတယ်။ဒီရောက်တော့ကျမကိုခေါက်ဆွဲကြောက်တထုံနဲ့လွားတော်တူပေးတယ်။ပြီးတော့ဒါပဲတဲ့။ဒါပဲပေးเสียရှိတော့တယ်လို့ပြောတယ်လို့ဒေသခံတို့ကပြောပါတယ်။အခုလိုရေပိကပြီးတဲ့ချိန်မှာတော့သူတို့ဟာ ကိုအားကိုကိုပြီးရှင်းတန်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။အစိုးရကကြိုတင်တတိပေးတာမျိုးမရှိခဲ့သလိုဒီအချက်တဲကိုတုံ့ပြန်ဆောင်ရွက်တာတွေကလည်းအလွန်အားနည်းလို့နဲ့အတွက်ရက်ကွက်နေလူလူကြားမှာအမျက်ဒေါသတွေကြီးထွားလာနေပါတယ်။အစိုးရတာဝန်ရှိသူဒုတိယကိုမှမတွေ့ရဘဲလာရောက်ကူညီပေးနေတဲ့စေတနာဝန်ထမ်းတွေကိုပဲတွေ့ရတယ်လို့သူတို့ကထက်ကတလဲလဲပြောနေကြပါတယ်။ဒီဘက်စောပိုင်းတို့ကသတင်းတော်တွေဟာထိုင်းနိုင်ငံရေးပေါ်ရေးပေးတုံ့ပြန်ညွှန်ကြားမှုကိုအစိုးရအနေနဲ့တာဝန်ယူသင့်သလားဆိုတာမေးမြန်းခဲ့ကြပါတယ်။ ဒါကတော့သူ့ရဲ့တုံ့ပြန်ဖြေကြားချက်ဖြစ်ပါလေဝင်းကြီးချုပ်အနုတင် ချန်ပီယံခွန်ကအဲ့ဒါအတွက်တောင်းပန်စကားဆိုခဲ့ပြီးရေဘေးသင့်သူတွေအတွက်ထောက်ပံ့ငွေတွေပေးမယ်လို့ကြေညာခဲ့ပါတယ်ဒါပေမဲ့အမှတ်ရှိရက်ွက်အတွက်တော့ဒါဟာအရန်နှောက်ကြသွားပါပြီအစိုးရဘယ်ရောက်နေလဲပြီးတော့အော်ငါတို့မှပတ်စံတွေဘာတွေပေးဖို့တောင်းဝန်ရှိပါလေလို့လာပြောတယ်ဒါပေမဲ့အရန်နှောက်ကြသွားပါပြီပုံမှန်ဆိုရင်တော့ဒီလိုမဖြစ်ခင်ကတည်းကတခုခုလှုပ်ဆောင်တင်တာပေါ့လို့ဒေသခံတူကပြောပါတယ် ဒေသခံတွေကတော့သူတို့နေအိမ်တွေကိုသူတို့ပဲပြန်လည်ပြုပြင်သွားမယ်လို့ပြောနေကြပါတယ်။ဒါပေမဲ့အစိုးရဘောသူတို့ရဲ့ယုံကြည်မှုကိုပြန်လည်ရရှိဖို့ကတော့အချိန်ပိုကြာသွားနိုင်ပါတယ်ခင်ဗျာ။ မြက်ခင်းမြင်တွေနဲ့ဆောင်းရသည့်နေအောင်ကြီးဖြာကျနေတဲ့မြင်ကွင်းတစ်ခုပါကြည့်လိုက်ရင်တော့တခြားနေရာတွေနဲ့တိတ်ထူးကြတာတွေ့ရမှာမဟုတ်ပါဘူးဒါပေမဲ့ဒီပြင်သစ်နိုင်ငံနော်မန်ဒီဒေသကမြက်ခင်းပြင်မှာအလာကက်အတွက်သူ့တွေတီတီမွေးမြူထားတဲ့နွားတွေဟာကျက်စားနေကြပါပြီသူတို့ရဲ့အသွင်ပြင်ကတော့တာမန်နွားတွေလို့ထင်စရာရှိပေမဲ့သူတို့တွေဟာတာမန်နွားတွေတော့မဟုတ်ပါဘူးသူတို့ရဲ့အလေးချိန်ဟာကီလို600ရှိရမယ့်နေရာမှာကီလို950ပဲရှိတာက ရာသီဥတုပြောင်းလဲမှုကိုထောက်ကူပေးမဲ့စိတ်မွေးတဲ့ကြွားချချက်တစ်ခုဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာဒီနွားတွေကိုအလေးချိန်ပုံနေအောင်ဝင်းမြူထားတာကသူတို့ကိုကျွေးရမယ့်အစာတတသွားမှာဖြစ်ပေမဲ့နူးရွံ့နှုံကတော့မကြပါဘူး။ဒါကြောင့်တနေ့ကိုသူတို့ထုတ်လွတ်တဲ့မိသိန်းတန်ငွေလဲယုံနေသွားပါတယ်။မိသိန်းတန်ငွေဟာကဘာကြီးပုံနေမှုကိုဖြစ်စေတဲ့တန်ငွေတစ်မျိုးဖြစ်ပြီးဒီတန်ငွေကိုနွားတွေနဲ့အစာချေပြတ်တဲ့ဒိဋ္ဌိစံတွေအားလုံးမှာတဘာဝတိုင်းထုတ်လွတ်ပါတယ်။ပြည်ထောင်နိုင်ငံမှာနွားတွေကထုတ်လွတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေပမာဏဟာစုစုပေါင်းပမာဏရဲ့၁၀ရာခိုင်နှုန်းရှိတာကြောင့်နိုင်ငံတွင်းကုန်တင်ကားတွေထုတ်လွှတ်တဲ့ပမာဏထက်တောင်ပိုများနေပါတယ်။နှွားတွေရွယ်စားပိုသေးသွားလေသူတို့ထုတ်လွှတ်တဲ့ဓာတ်ငွေပမာဏပိုနေလေဖြစ်တာကြောင့်ဒါဟာပထမဆုံးခြေလှမ်းတွေလို့သိပ္ပံပညာရှင်တွေကပြောပါတယ်။ gaining a little in several places နင်းနေစီတိုးတက်တယ်ဆိုပေမဲ့ပမာဏစုပေါင်းလိုက်ရင်အများကြီးတိုးတက်အောင်မြင်လာမှာဖြစ်ပါတယ် ိတ်မှန်ပညာရှင်တွေနဲ့မွေးမြူသမားတွေဟာမိသိန်းထုတ်လွှတ်မှုနည်းတဲ့နွားတွေကိုရှာဖွေနိုင်ဖို့နွားတွေရဲ့မျိုးဗီဇတွေကိုလည်းလေ့လာကြပါတယ်။ဘာလို့ကိုကမှလွတ်မထားပါဘူး။အစားတကားစားတိုင်းတကားချင်းနဲ့သူတို့ထုတ်လွှတ်တဲ့ဓာတ်ငွေပမာဏကိုတိုင်းတာတယ်။နွားတွေဒီဆက်တဲကိုဝင်လာတဲ့အခါသူတို့ထုတ်လွှတ်တဲ့လေတွေကိုဆက်ကဆုပ်ယူပြီးအပေါ်ကမီးခိုးတိုင်တွေကိုပို့ပေးပါတယ်။ဒီစနစ်ကိုမွေးမြူသမားတွေလည်းစိတ်ဝင်စားကြပါတယ်။ကျွန်တော်တို့လေသမားတွေဟာ ဖန်လုံအိမ်တန်းငွေတွေအများကြီးထုတ်လုပ်တယ်ဆိုပြီးခဏခဏပြစ်တင်ခံရပါတယ်။ဒါကြောင့်ဒီပြဿနာကိုရှင်းနိုင်မဲ့နည်းလမ်းတစ်ခုကိုရှာတွေ့ပြီးဆိုရင်အဲ့ဒီခွင့်ရီးကိုအပြည့်အဝသုံးချသင့်ပါတယ်လို့လေသမားတူကပြောပါတယ်။ဒီစီမံကိန်းရဲ့ညီမချက်ကတော့ပြင်သစ်ဝင်းမြွေလုပ်ငန်းကိုတဖြည်းဖြည်းပြောင်းလဲဖို့ဖြစ်ပါတယ်။သူတို့ဒီတူကဒီနည်းရဲ့အားသာချက်ကတော့တခါလုပ်ပြီးရင်နောက်ပြန်လှည့်လို့မရတော့ပါဘူး။မိသိန်းတန်းငွေအထွက်နေတဲ့နှွားတွေကိုရွေးချယ်လိုက်ပြီးဆိုရင်နောက်နှစ်တွေမှာပြင်သစ်နှွားတွေဟာ ဒီစံနှုန်းနဲ့ညီပိုပြီးကောင်းမွန်လာမှာပါလို့ရှင်းပြပါတယ်။ဒါပြင်သူတို့စ조사နေတာကမိသိန်းတန်းွေထုတ်လုပ်မှုကိစ္စတခုတည်းလည်းမဟုတ်ပါဘူး။အနာကက်နှွားမျိုးစိတ်တွေတခုရရှိရေးအတွက်လည်းပါပါတယ်။ဒီနှွားတွေကလူစားနှွားအမတွေနဲ့အစားစားနှွားထီတွေကိုမျိုးဆက်ထားတာဖြစ်ပါတယ်။ဒီမျိုးဆက်နှွားတွေဟာနှွားအုပ်နှမျိုးမလိုတော့ဘဲနှွားအုပ်တုပ်ထဲကနေနှိုးရောအသားရောနှမျိုးစလုံးကိုကြာနေပါတယ်။အရင်ကဒီမှာလူစားနှွားအုပ်ရဲ့အစားစားနှွားအုပ်ရဲ့ဆိုပြီးနှုတ်ခွဲထားခဲ့မှုပါတယ်။ အခုတော့နိုးစားနွားအုပ်ကနေပဲအသားကိုပါထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်တာပါအခုတိတော့ဒီနေ့စနေတည်းဟာစမ်းသပ်နေစေအဆင်ပါပဲရှိပါသေးတယ်ဒါပေမဲ့ဒီနွားတွေကထွက်ရှိတဲ့အသားတွေကိုအဓိကစက်မှုလုပ်ငန်းကြီးတစ်ခုကိုရောင်းချနေခဲ့တာ9နှစ်လောက်တော့ရှိနေပါပြီခင်ဗျာမင်္ဂလာပါရှင်ခု အချိန်ကစပြီး MCDM ဘွဲ့သားတွေရဲ့တရင်နဲ့ဒူလူလူစကားသံအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဂျမ်ဘတ်စစ်တပ်ကမဲရဖို့အတွက်မတရားဖမ်းဆီးထားတဲ့နိုင်ငံသူနိုင်ငံသားအချို့ကိုနိုဝင်ဘာလ29ရက်နေ့မနေ့ကကျင်းအောင်များကနေပြန်လှုပ်ပေးလိုက်ပါတယ်။ဒီတရင်ကိုကိုမြင့်သူကပေးပို့ထားပါတယ်။ဂျမစစ်တကမဲပေးဖို့အတွက်ကျင်းအောင်ဒီဒီက905ကာဂျီပုံမှန်နဲ့တရားစွဲဆိုခံထားရသူတွေ ြည်ရန်ချပြီးအကျဉ်းချခံထားရတဲ့နိုင်ငံသူနိုင်ငံသား8665ဦးကိုလူငယ်ခွင့်ပြုတယ်လို့မနေ့ကထုတ်ပြန်ခဲ့ပါတယ်။နှွေမလာ29ရက်နေ့မနက်10:48မိနစ်မှာတော့အင်းစိန်ထောင်ကနေအကျဉ်းသားတွေကိုပြန်လည်လွှတ်ပေးခဲ့ပြီးလူထုကောင်းဆောင်တော်ဆန်းစုကြည်ရဲ့မွေးနေ့မှာစုတောင်းပေးခဲ့တဲ့လူမျိုးလာသူလူငယ်တအူးကခုလိုပြောပါတယ်။ကျော်ပါမေစုမွေးနေ့စုတောင်းပေးလို့ပါ။မွေးနေ့စုတောင်းပေးရမေစုဟောတော့နှစ်တုံးနဲ့မှာညီမတို့ကတိတ်မကြသေးဘူးရှင်။ တို့မျိုးဟိုလွတ်ထဲပြတ်ပါလာတာပေါ့အင်းစိတ်ချင်းထောင်ကနေလွတ်ပေးခဲ့တဲ့ပုံမှန်905ကကြီးနဲ့တရားစွဲဆိုထောင်ချခဲ့တဲ့နိုင်ငံချင်းသားတွေထဲမှာမျိုးသမီး90ဦးနဲ့မျိုးသား145ဦးတို့ပါဝင်ခဲ့ပြီးအများစုကလူမှုကွန်ရက်မှာနိုင်ငံရေးနဲ့တော်လှန်ရေးအကြောင်းအရာတွေမှာ like and comment ပေးခဲ့သူတွေတော်လှန်ရေးနဲ့ဒီမိုကရေစီကိုစားပြု profile ချိန်သူတွေတော်လှန်ရေးအတွက်ထောက်ပို့လှုံ့ဆော်ပေးခဲ့သူတွေဖြစ်ပါတယ်။ ဒါအပြင်လူမြောက်လာသူတွေထဲမှာစစ်မှုထမ်းကိစ္စပြောဆိုရင်မတရားပုံမှန်တက်ကထောင်သွင်းအကျဉ်းချခံရသူတွေလည်းပါဝင်ပါတယ်။အပြောနေခြင်းမှာအဲလူတွေကဟိုနေ့ကအမေကလူကဒီမိုင်းမှာပြင်ရလူကထားတယ်ဘုံဆိုလို့ခေါင်းသတိကုန်လည်းခေါင်းအောင်ပြောတော့မရနေခုံလေးပုံနေတယ် ဟုတ်ပါမယ်။အဲ့ဟုတ်ပါ့မယ်။အဲ့ငါငါတော့ပြတာတမီးတမီးတက်မြန်မာလေးနဲ့ပြတော်ရတော့ဘူးအရင်ကဖုန်ဖြစ်နေကြတော့ဟောရလို့ဆိုတော့သူတို့ကဖုန်ဝင်ပုတ်ဝင်တော့ပါမယ်လေပေါ့။ဥက္ကလာမင်းကဟောအဲ့ပုတ်တာမမြင်မင်းကသူပုတ်တာရတော့မြင်ပြီတဲ့ပုတ်ဖုန်နဲ့မှရိုက်ပြီးတော့အဲ့ဒါ မရမှာဆိုရုံတင်ခဲ့တယ်ဂျမစစ်တဲဟာမတရားအာဏာသိမ်းပြီးတဲ့နောက်အာဏာသိမ်းမှုကိုလက်သက်မခံခဲ့ကြတဲ့ပြည်သူလူထုတွေကိုဆက်ဆက်ထိမခံမတရားထောင်သွင်းအကျဉ်းချခဲ့တယ်ဆိုတာပြန်လည်လွမြောက်လာကြသူတွေရဲ့အင်တာဗျူးဖြေဆိုချက်တွေကနေသိရှိရတာဖြစ်ပါတယ်။ဂျမစစ်တဲက95ကကြီပုံမှန်တက်ပြီးအေးအေးယူဆောင်ရွက်ထားတဲ့နိုင်ငံသူနိုင်ငံသား9000နီးပါးကိုပြန်လွှတ်ပေးတယ်ဆိုပေမဲ့ကျင်းနာတွေထဲမှာအဲ့ဒီပုံမှန်ပြင်ခြားပုံမှန်တွေနဲ့ဆွဲဆိုခံထားရသူတွေကြန့်ရှိနေစေဖြစ်တယ်လို့ ပြန်လည်လွမြောက်လာကြသူတွေကပြောပါတယ်။ဒါကြောင့်နွေမလ29ရက်နေ့ကပြန်လည်လွမြောက်လာကြသူတွေမှာပုံမှန်ငိုင်းငါကကြီးတစ်ခုတည်းနဲ့ကျင်းချခံရတဲ့924ဦးကခံဝင်နဲ့ပြန်လွှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဂျမစစ်တပ်ထုတ်ပြန်ချက်မှာပါဝင်တဲ့ငိုင်းငါကကြီးပုံမှန်ပါဝင်အခြားပုံမှန်များနဲ့ထောင်နဲ့နှစ်ရှည်ချမှတ်ခံထားရသူတွေကိုတော့ငိုင်းငါကကြီးပုံမှန်ရဲ့ပြည်တယ်တွေကိုသာ short ပေါ်ပေးပြီးကြံပြည်တယ်တွေကိုတော့ဆက်လက်ချခံကြရတာဖြစ်ပါတယ်။ ဒါအပြင်ငိုင်းငါကကြီးစရင်ထုတ်ခံထားရပြီးထွက်ပြေးတန်းရှောင်နေသူ9580ဦးမှာလည်းခြားပုံမှန်တွေနဲ့ထပ်မံဆွဲဆိုထားတာရှိပါကတရားဆက်လက်ဆွဲဆိုထားမှာဖြစ်ပါတယ်။ဒါကြောင့်ဂျမစစ်တက်ဟာကျင်းသား9000နီးပါးကိုပြစ်ထမ်းမှလူငင်းခွင့်ပြုတယ်ဆိုပေမဲ့တကယ်တမ်းမှာတော့ရန်ကုန်မြို့အင်းစိတ်ထောင်လူငင်းပွဲမှာတော့လူ24ဦးပါမီနီဘတ်ခုနှစ်စီးသာပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်ရှင်။ခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတော်ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ရှင်။